ာချစ်သူများအားလုံးပထမဦးစွာမင်္ဂလာပါလို့နှုတ်ဆက်ပါရစေရှင်။ချစ်ပြရဲ့ Ready Block လေးကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်။ဒီနေ့မှာ ဖက်ပြပေးသွားမယ့်အကြောင်းအရာလေးကတော့ဆရာမဘုံညခင်ဟိတာထားတဲ့အိမ်မက်ဆက်ကျူဆိုတဲ့ဝိတုလေးပဲဖြစ်ပါတယ်။ဒီဝိတုလေးကဆိုလို့ရှိရင်တော့2021ခုနှစ်နိုဝင်ဘာလကနေစတင်ပြီးတော့ထွက်ရှိခဲ့တာဖြစ်ပြီးနောက်ပိုင်းမှာလည်းအကျဉ်းကြီးများစွာပုံနှိပ်ရောင်းဝယ်ခဲ့ရပါတယ်။ ဒီဇလန်လေးอ่ะဆိုလို့ရှိရင်တော့ဗိတ်တနိုးပြည်ကပြင်မဒီဘထွားနဲ့တက်မှုလေးသင်္ခါဒီပါတို့ရဲ့အကြောင်းကိုရေးသားထားခြင်းပဲဖြစ်ပါတယ်။စောက်လေးထဲမှာပါဝင်တဲ့အကြောင်းအရာတွေကိုအနည်းချက်အနည်းနဲ့အဓိက highlight ထားပြီးတော့ဖတ်ပြပေးသွားမှာဖြစ်ပါတယ်။ CPU ရဲ့ channel လေးကို subscribe လုပ်ရသေးဘူးဆိုလို့ရှိရင်ဘီနာလာခေါင်းပေါင်းလေးကိုနှိပ်ထားပေးလို့ရပါတယ်ရှင်။ရေးခဲရခြင်းကိုမနှိမ်မြိုလာတော့လဲစင်ရေးခဲရပြီ။ ကန်ထူမရွာသည်တထောင်နာဖို့ရတာဖြစ်တော့လေတထောင်မကနာခုဘူးဖြစ်လာခဲ့သည်အသက်ရှင်ကျန်ရခြင်းသည်ကံကောင်းမှုဟုစိုးကောင်းဆိုစရာမှန်တော့လေချစ်တော်သူများနဲ့ပွဲကွာပြီးမှ ရရှိခဲ့သောရှင်တန်ခြင်းသည်တည်ခြင်းနဲ့အခြားနာပြီနောက်ရောင်အောင်၌ဖိတ်တနိုးမြေကိုလမ်း၍မြင်တော့မြင်းကိုရှိန်သက်၍ပဝန်းကျင်တစ်ခုလုံးကိုဝေဝဲရေးကြည့်လိုက်မိ၏နောက်ရောင်အောင်၌မြင်ရတဲ့ဖိတ်တနိုးမှာ အပြက်ပြက်အရင်ရင်တည်။ပြာပုံတစားကဲ့သို့ပြန်ရွနေတဲ့ဘိတ်တလို့သည်လူသူကွင်းမဲ့လျက်စိတ်တုံနေ၏။မောင်မိုက်နေ၏။ပြိုပြက်နေ၏။ဘာဆိုပါမှမရှိ။မြို့ပြက်ရဲ့ဟိုဝေတစ်ဖက်၌သာတဲလို့လို့အိမ်စုကလေးများကိုပြပြမြင်ရ၏။ကျွန်ုပ်ချစ်သူကဘယ်ပါနည်း။ဟိုဝေရွာစောပြားကတင်းငယ်ကလေးတွေတွင် ရှိနေမလား။ ဤမျိုးပြက်တနေရာတွင်ရှိလိမ့်မလားဒါမှမဟုတ်ဟိုအဝေးတနေရာသို့ထွက်ခွာသွားလိမ့်ပြီလားကျွန်ုပ်သည်မျိုးပြက်ထဲသို့တွေ့ရွေဝင်လာသည်အပြုတ်ပြက်များချာမှတွေ့ရွေတိုးလာနေစေ၌ပင်အာယုန်ထဲမှရှင်နံတမျိုးတိုးဝင်လာ၏အဲ့ဒါကတော့အင်ဂျင်မဲရနံပင်အင်ဂျင်ဥယျာဉ်ကအခုချိန်ထိရှင်သန်နေစေပါသည် မြင်းပေါ်မှာဆင်းလိုက်ပြီးအင်ဂျင်ဥယျာဉ်ထဲသို့ပြေးဝင်လာခဲ့၏ထိုမီးပုံရှိမှာတော့ကျွန်တော်ရဲ့ချစ်သူသည်ငြိမ်သက်စွာထိုင်လျက်ရှိပေသည်သင်္ခါအားကုန် online meeting ကိုထင်တော်လဲကျွန်တော်ရဲ့အတန်းဟာဒူတေးလျက်ပြင်ရှိတယ်နေစင်ကားလိုပင်သူ့အားပြေး၍ဖက်လိုက်နေတယ်အရှင်မရဲ့မနည်းလိုပဲခေါ်ပါ မနီလိုပဲခေါ်ပါသင်ခါရင်ဂျေစုတင်ပါတယ်မနီကိုစောင့်နေတဲ့အတွက်ဂျေစုတင်ပါတယ်ထိုချိန်တိုင်းပင်ကျွန်ုပ်တို့ဘက်ကိုဥတီ၍လာနေတဲ့မြင်းခွတဲ့အများကိုကြားလိုက်ရနေတယ်မနီမနီနောက်မှာရန်သူပါလာတယ်ထင်တယ်ကြောက်ခုခံပါမယ်မနီတင်းရှောင်းသွားပါမနီလည်းအတူခုခံမယ်သင်ခါ ဒီခိတ္တရာစਿੱတီတို့ဒီလင်းမြန်စွာပင်တင်ခအားဥဒိတိုက်ခိုက်နေတော်သည်စਿੱတီများမှာ15ယောက်မြောက်ရှိပေရာနှင်းအားချင်းမများတတော်လဲကျွန်ုပ်ကရဲတင်းစွာပင်နှင်းခါနဲ့အတူဝင်ရေးတိုက်၏ဤတိုက်ပွဲငယ်ကမဆုံးနိုင်အောင် ရှည်လျားလာပေသည်ခြေကုံလက်ပတ်ကျလို့နီးတော်လဲတင်ခါကအမလျှော်ပေဒီချိန်တွင်ရန်သူဓာသွားကကျွန်ုပ်ရဲ့ဘင်းလယ်စဲအားရှယ်၍ထီတော် ပရိချိုးပြက်လျက်ပင်းလုံးကလေးများမြေတို့ကြကလွင့်စင်ပြင်ကျဲသွားပြီတော့သည်မနီကျုံစကားကိုနားထောင်ပါကျုံတို့တချင်းအတူဆိုခဲ့တဲ့အရက်ကိုတင်းရှောင်းသွားပါအဲ့ဒီကနေကျုပ်ကိုစောင့်ပါသင်္ခါအွန်လိုင်းလျင်စစ်တီတို့သည်ကျွန်ုပ်ဘက်သို့လှည့်တာကချုံနာမှုကြိုးစားလိုက်၏တို့တော့ကျွန်ုပ်ပြေးခဲ့ပါသည်သူစကားကိုနာခံလျက်ပင်ရေထွက်ခဲ့ရပါသည် စိတ်နှလုံးသားခြင်းမှုတတလိုတတညာခင်းဟောက်တံပြု၍မြင်းကိုဆိုင်နေမဟာမြိတ်တော်ရှိရာရဲ့သို့ထွက်ခွာလာခဲ့ရပါသည်သင်္ခါကတော့ကျွန်ုပ်နောက်မှတိူးတယောက်မှလိုက်ပါမလာနိုင်အောင်ရွေတရှဲရှဲဒံယာဘရဘွားဖြင့်အပြင်းထန်ခုခံရင်ကျင်ရင်ခဲ့ရပါသည်အ aya အောက်တွင်ဆိုင်နေလာရင်ကျွန်ုပ်ကိုကြွေးလာမိပါရဲ့ ကျွန်ုပ်ရဲ့ငူတန်းဟာမဟာမြိုင်တော်တနေရာရှိ ရွက်ကြေတော်မှာသချင်းဆိုတဲ့များနဲ့ရောထွေးနေသည်ရေတဲ့များနဲ့ရောထွေးနေသည်ကျိုးကြပြီရဲ့ခရီးသချင်းတန်ရွက်ကြေတို့ကိုနင်းလျှောက်တန်တို့သည်မြင်းခွာတန်နဲ့အတူရော၍ဟိမ့်ညံနေသည်လာရောက်ဖြာသည့်ဒေါ်လန်အလဲတွင်မြင်းကိုရက်တဲ့ရင်ကြောင်ရည်နေသည်ရုတ်တရက်ပင်တင်ခါရဲ့ကျုပ်စကားကိုနားထောင်မှဟူသောအတန်က ထိထွက်လာတဲ့သူထင်အောင်မိလျင်မဟာမြိုင်တောဘက်သို့မြင်းကိုစက်ခနဲ့လှဲကအပြင်းဆိုင်နေလိမ့်မည်လေသည်ဂျိုးကြပြူဤခยีကမိသည့်အခါတွင်ဆုံးမည်မသည်မိသည့်နေရာတွင်ဆုံးမည်မသည်ညိုဆိုင်မိုင်းဝေသောမဟာမြိုင်တောကြီးအတွင်၌ကျွန်ုပ်သူ့အာမြင်ရကြအောင်စောင့်မျှော်ရမည်သည်စောင့်မျှော်ရမည်မသည်တန်တရာဆက်ဆက်ဆုံးမရစေဟုသောကျွန်ုပ်တို့ရဲ့ဆုတောင်းက ြည်သည့်အခါမြည်သည့်ဘဝတွင်ပြေဝလေမည်မသိခြင်းဆရာမစိတ်ပညာရေးသားထားတဲ့ပထဝီမအကြောင်းရေးသားထားတဲ့အစာအုပ်တသက်တအုပ်ရှိတယ်လို့အာဒီစာအုပ်ကတော့ဆရာမဘုံမြခင်ရေးသားထားတဲ့အိမ်မက်ဆက်ဂျိုးဆိုတဲ့အစာအုပ်လေးပဲဖြစ်ပါတယ်ဒီဇလန်လေးဟာဆိုလို့ရှိရင်တော့အာပန်ထွာဘီမားနဲ့အာစစ်တီတော်တံမူလေးသင်္ခါတိပါတို့ရဲ့အကြောင်းကိုရေးသားထားတာပဲဖြစ်ပါတယ်။အောင်လေးကိုဖတ်ခြင်းအဖြစ် ချစ်သူနှုတ်ချမှရှိတဲ့မေတ္တာတန်ရောစဉ်ကာကွယ်ပေးလိုမှုအနေနာခံမှုဆုံးလုံးမှုတွေကိုတွေ့ရှိရမှာပဲဖြစ်ပါတယ်။အရေးကောင်းတဲ့စာအုပ်တအုပ်ပဲဖြစ်ပါရဲ့ရှင်။